People Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ကနေ April 1ရက်နေ့အတွက်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမှာလူ400ကျော်ကိုအသက်ရှင်ရကဲထုတ်ထားနိုင်ကြောင်းမိသက်ကပြောပါရယ်။အင်းတော်မျိုးကိုစစ်ကောင်စီလေတပ်ဘုံကျဲခဲ့ပါရယ်။ချင်းပြည်ကံပက်လက်မျိုးနဲ့ရှမ်းမြောက်နောင်ချိုမျိုးတွေလည်းထပ်ပြီးတော့ဘုံကျဲတိုက်ခိုက်ခံရပြန်ပါရယ်။လူ200ဝန်းကျင်ဆုံးပါခဲ့ရတဲ့မန္တလေးကဘုံအိုးရွာအကူအညီလိုအပ်နေပါရယ်။ဒီသတင်းတွေပြောပြမှာပါ။ မတလေးတိုင်းအတွင်းငလင်ကြောင်းပိတ်မိနေသူတွေကိုရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်ရမှာ၄ရက်အကြာမတ်လ31ရက်နေ့အထိအသက်ရှင်ရက်လူ400ကျော်ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ပါတယ်။ငလင်လှုပ်ပြီး၄ရက်အတွင်းအသက်ရှင်ရက်လူ400ကျော်ရှာဖွေကယ်ဆယ်နိုင်ပြီးသေဆုံးသူ259ဦးရဲ့ရုပ်အလောင်းတွေကိုလည်းတဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ အသက်ရှင်ရကယ်ဆယ်နိုင်ခဲ့သူတွေကိုမန္တလေးတိုင်းရဲ့ဘယ်နေရာတွေမှာရှာဖွေကယ်ဆယ်မှုပြုလုပ်ခဲ့သလဲဆိုတာကိုတော့သတင်းထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူးမန္တလေးမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုတရုတ်ဟောင်ကောင်ရုရှားနဲ့အိန္ဒိယနိုင်ငံတွေကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်တာလို့မိသက်ကပြောပါတယ်မနေ့ကတရက်ထဲမှာတင်းအမျိုးသမီး၅ဦးကိုအသက်ရှင်ရကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသား16ဦးအမျိုးသမီး17ဦးစုစုပေါင်း28ဦးရဲ့ရုပ်အလောင်းတွေကိုတည်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ဒါပေမဲ့ကေဆေးရေးလုပ်ငန်းသုံးဆက်ရန်တရားတွေမလုံလောက်တာရှာဖွေကေဆေးရမယ့်နေရာတွေများပြားပြန့်ကျဲနေတာအပအဝင်အခက်အခဲမျိုးစုံရှိနေတာကြောင့်ထင်သလောက်ခရီးမပေါက်တာတွေလည်းရှိတယ်လို့မြေပြင်ရောက်ကေဆေးရေးလှုပ်ဆောင်နေသူတွေကပြောပါတယ်။မတ်လ28ရက်ကလှုပ်ခတ်တဲ့ငလင်ကြီးရဲ့ဗဟိုချက်အနီးမှာရှိခဲ့တဲ့သခိုင်းနဲ့မန္တလေးမြို့တွေဟာ ငလင်တန်းကိုအဆိုးရွားဆုံးခံခဲ့ရတာပါငလင်ကြောင့်ဖျားစေတီတွေဖုန်ကြီးကြောင်တွေဗလီတွေဟိုတယ်တွေကွန်ဒိုတွေနဲ့လူနေအိမ်ခြေတွေအများအပြားပြိုကျပျက်စီးခဲ့ပြီးအသက်ဆုံးရှုံးမှုများစွာရှိခဲ့ပါတယ်အာနာသိန်းစစ်ကောင်စီရဲ့စည်ရင်အရာတင်တနိုင်ငံလုံးအတိုင်းအတာနဲ့ငလင်ကြောင့်သေဆုံးသူဦးရေဟာ2919ဦးဒဏ်ရာရသူ4521ဦးနဲ့ပျောက်ဆုံးသူ442ဦးရှိနေပါတယ်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဒေသခံတွေကတော့ မြေပြင်မှာသေဆုံးပျောက်ဆုံးသူစရင်ဟာစစ်ကောင်စီရဲ့စရင်ထက်ပိုပြီးများပြနိုင်တယ်လို့သုံးသပ်ထားကြပါရရှင်။ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေဘက်ကထိုးစစ်ရက်ထားပေမဲ့စကိုင်းတိုင်းအင်းတော်မျိုးကိုဒီနေ့နေ့ခင်ပိုင်းမှာစစ်ကောင်စီလေတပ်က၄ချိန်တိုင်တိုင်ဘုံးချဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။မန္တလေးတိုင်းမိထီလာလေတပ်ကတက်လာတဲ့ဂျက်တိုက်လေးရဲ့နှစီကမော်လယ်ပိုင်း၁၂နာရီ၃၃မိနစ်ကနေ၁၂နာရီ၄၅မိနစ်အတွင်းလေကြောင်းတိုက်ခိုက်ခဲ့တာလို့တော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ် လက်ရှိမှာထိတွေ့တိုက်ပွဲမဖြစ်ဘဲလေကြောင်းကရုတ်တရက်လာပစ်သွားတာဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုစုံစမ်းနေစေလို့ဆိုပါတယ်စစ်ကောင်စီဟာငလင်ဘေးကြောင့်အများပြည်သူသိဆုံးရတာကိုဝမ်းနည်းတယ်ဆိုပြီးနိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ့်မှတ်ကိုဧပြီလ6ရက်နေ့အထိသတ်မှတ်ထားတာပါဒါပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ဆက်လုပ်နေစေ ဖြစ်ပါတယ်အခုလိုမျိုးဘုံကျဲတိုက်ခိုက်ခံရတဲ့အင်းတော်မျိုးဟာစကိုင်းတိုင်းအထက်ပိုင်းမှာရှိပြီးကချင်ပြည်နယ်အနီးရွှေဘိုမြစ်ကြီးနားလမ်းပေါ်မှာတည်ရှိပါတယ် ဒီငလင်ဖြစ်စဉ်မတိုင်ခင်ကတော့အင်းတော်မျိုးကိုသိမ့်ပိုင်နိုင်ရေးအတွက်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တက်ဆွဲရာဂျပန်လှိုင်ကူကုန်းကိုတော်လှန်ရေးတပ်တွေကအပြင်းအထန်ထိုးစစ်ဆင်ခဲ့ပါတယ်စစ်ကောင်စီတပ်ကလည်းမျိုးကိုလက်မလွတ်ရဖို့အပြင်းအထန်ခုခံခဲ့တာပါငလင်လှုပ်ခတ်ပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဦးစားပေးလှုပ်ဆောင်နိုင်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထိုးစစ်ကိုနှစ်ပတ်တာရပ်တန့်လိုက်ပါတယ်ဒါပေမဲ့စစ်ကောင်စီဘက်ကတော့တော်လှန်ရေးအင်အားစုတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါရဲ့ရှင် ချင်းပြည်နယ်ကံပတ်လက်မြို့အနီးနဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်တို့ကိုစစ်ကောင်စီလက်တပ်ကထပ်ပြီးဘုံကျဲတိုက်ခိုက်မှုဒီနေ့မှပြုလုပ်လာတယ်လို့ဒေသသတင်းရှင်းပြနဲ့တအန်းတက် TNLA တို့ကအသိပေးပါရယ်ချင်းညီနောင်မဟာမိတ်တွေတင်ပိုက်ထားတဲ့ကံပတ်လက်မြို့ကိုဒီနေ့မှတိုက်ပွဲမရှိဘဲဘုံကျဲတိုက်ခိုက်လာတာလို့သိရပါရယ်တိုက်ပွဲကမဖြစ်တာကြားပြီးထိခိုက်မှုတော့မရှိဘူးကြားတယ်လို့ကံပတ်လက်ဒေသသတင်းရှင်းပြကပြောပါရယ်စစ်ကောင်စီဘုံချဲ့ခဲ့တဲ့နေရာဟာကံပက်လက်မျိုးပေါ်နဲ့လွန်တုံရွာကြလို့သိရကြောင်းသူကဆက်ပြောပါရယ် တအန်းတက် TNLA ကလည်းစစ်ကောင်စီတပ်ဟာနိုင်ငံတော်အဆင့်ဝန်းနေခြင်းအထိမ့်မှန်နေရက်သတ်မှတ်ကြေညာပေမဲ့ TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်တောင်လှရွာနဲ့ခေါ်ရခါရွာတို့ကို drone ချက်တိုက်လေရင်တို့နဲ့လာရောက်ပုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒီနေ့ထုတ်ပြန်ပါတယ်။ဒီမနက်7:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကအုံမတီဆမကျေးရွာကြားကတောင်လှရွာနဲ့ခေါ်ရခါရွာတို့ကို drone နဲ့တစ်ချိန်ချက်တိုက်လေရင်နဲ့တစ်ချိန်လေကြောင်းတိုက်ခတ်ခဲ့ရမှာဒေသခံပြည်သူ၅ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်နှလုံးဘုံးစားထိမှပျက်စီးခဲ့ကြောင်း TNLA အသိပေးပါရယ်မတ်လ31ရက်မနေ့ကလည်းစစ်ကောင်စီတပ်က120မမဘုံးသီးတဲဆောင်လာတဲ့ drone နဲ့နောင်ချိုမြို့နယ်ကြောက်ချမ်းကျေးရွာကိုလာရောက်ကျဲချတိုက်ခတ်ခဲ့ပါရယ်စစ်ကောင်စီတပ်ဟာနိုင်ငံမှာငလင်ပေးကြရောက်နေပေမဲ့ကချင်ရှမ်းမြောက်ကရင်ရခိုင်ချင်းနဲ့အညာဒေသအပါအဝင် နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်နေတာတွေ့ရပါရယ်ရှင်ငလင်ကြောင့်လူ200ဝန်းကျင်သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်းအမရပူရမြို့နယ်တဲကဘုံအိုးရွာမှာအသက်ရှင်ကျန်ရစ်သူတွေအတွက်နေထိုင်စားသောက်ရေးအကူအညီလိုအပ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။မတ်လ28ရက်မိုးလယ်ပိုင်း7:30နာရီ50မိနစ်ဝန်းကျင်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်းဘုံအိုးရွာကဗလီတွေထိခိုက်ပျက်စီးပြီးလူသေဆုံးမှုဖြစ်ခဲ့တာပါ။အဲ့ဒီနေ့ကတောက်ကြနေဖြစ်တယ်လို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုချိန်လည်းဖြစ်လို့ငလင်ကြောင်းထိခိုက်သေဆုံးသူများပြခဲ့ပါတယ်။ရွာခံရဲ့ပြောပြချက်အရဗလီ၄လုံး လုံးဝနှီးပါပြိုကျခဲ့တာလို့သိရပါတယ်။ရွာလေပိုင်းကပလီတစ်ခုတည်းတင်တရာကျော်လောက်ဆုံးသွားတယ်လို့ဘုံအိုးရွာကအမျိုးသမီးကပြောပြပါတယ်။ရွာတွေကနေအိမ်အများစုလည်းပျက်စီးသွားတဲ့အတွက်ရွာပြင်ဘက်ကွင်းပြင်မှာမိုးကတဲထိုးပြီးနေထိုင်ကြရပါတယ်။ဖြစ်သလိုမိုးကတဲနဲ့ပဲနေပူထဲနေကြတယ်ရွာအနေနဲ့ကိုထုကိုထပဲလုပ်နေရတယ်။ကုညီတဲ့သူတွေလာပေမဲ့လိုအပ်ချက်တွေအများကြီးပါလို့ကုညီကယ်ဆယ်ရေးမှပါဝင်သူတအူးကပြောပါတယ်။ဘုံအိုးကျေးရွာဟာအမရပူရမြို့နယ် ၊ဇကိုင်းမန္တလေးကားလန်နဲ့သုံးပိုင်ကန်တာဝေးပြီးအစ္စလမ်ဘာသာဝင်အများစု နေထိုင်တဲ့ခြေရွာဖြစ်ပါရဲ့ရှင်။ People's Spring ရဲ့ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။